အလုံးမင်္ဂလာပါကျွန်တော်တို့ကတော့ True Sunshine for Future to Be School မှာပညာသင်ကြားနေရဲ့ Grade 7အကြောင်းသူကျောင်းသားရဲ့ပဲဖြစ်ပါတယ်။ကျွန်တော်တို့အခုတင်ဆက်ပေးသားမှာကတော့ Spain နဲ့နေချေခြင်းအကြောင်းပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်ရဲ့ project လေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်နော်။ စပိန်တို့၏အမေရိကတိုက်တွင်လက်ချက်ချင်းဒါမှမဟုတ် Spanish colonization of the Americas ဟာကျင်းပလာပြီးစိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းချက်လက်များစွာရှိလူနေပါတယ်။ဒီလက်ချက်ချင်းနဲ့ပတ်သက်ပြီးအောက်ပါချက်လက်များနဲ့တင်ဆက်ပြပြပေးပါမယ်။ကိုလံဘက်၏ခရီးစဉ်ကိုလံဘက်ဟာ1492ခုနှစ်အတွင်းပထမဆုံးကမ္ဘာတစ်လွှာရှာဖွေခြင်းနဲ့အမေရိကတိုက်သွားရောက်ရာစပိန်ဘူမိကြီးကပိုင်ဆိုင်တဲ့ဂီယာလင်တစ်ခုဖြစ်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။ သူ့ကိုစပိန်ဘူမီကြီးရဲ့နိုင်ငံရေးအစွမ်းနှင့်ဥဆောင်မှုများကပတ်ပူးခဲ့ကြပါတယ်။အင်ကာတီရှိသောအနေထားစပိန်တို့ရဲ့အမေရိကတိုက်ကိုဆွဲဆောင်ခဲ့သောနိုင်ငံများထက်မှာအင်ကာနိုင်ငံလည်းပါရှိပါတယ်။စပိန်အင်ကာနဲ့စပိန်အစံရုံမှမှုများစပိန်တို့နှစ်ချက်ချင်းရင်ဒေသတစ်ပိုင်းကအင်ကာနဲ့အစံတို့ကိုဖျက်သိမ်းချေပဲဖြစ်ပါတယ်။အင်ကာကို1532ခုနှစ်တွင်ဖရန်စစ်ကိုဖီဇာရူကဥဆောင်ပြီးအင်ကာတို့၏တည်ရှိမှုကိုဖျက်သိမ်းခဲ့တယ် ဒီလောက်ရက်တွင်အတာဟွာပါဤဖန်စီချင်းနှင့်ဖျက်သိမ်းမှုများကစပိန်တို့ရဲ့မျိုးပြပြုလုပ်မှုများမှာအခြေခံခဲ့ပါတယ်။အဇက်ကိုဟာဒနာကော့တက်စ်သည်1539ခုနှစ်တွင်မော်ဒယ်ဇူးမားကိုဖန်စီခဲ့ပြီးအဇက်တို့ရဲ့နိုင်ငံရေးအာဏာနှင့် စွမ်းအင်များကို အလောမြေသားစွာဖျက်သိမ်းခဲ့ပါတယ်။အမေရိကတိုက်တွင်အင်တာနက်မစီယာရလာများစပိန်တို့၏နေချက်ချင်းကနိုင်ငံရေးပြောင်းလဲမှုများရည်ကြီးမှုအရာလူမှုရေးဖော်ပြမှုများ ကြောင်းများနဲ့တရားမျှတမှုအခြေအနေများကိုအပြောင်းအလဲဖြစ်စီခဲ့ပါတယ်။စပိန်များ၏ဥပဒေစနစ်နဲ့အစိုးရသက်ဆိုင်မှုများက20ရာစုအထိထိမ့်သိမ်းခဲ့ကြတယ်ဟုသိရှိခဲ့ရပါတယ်။ စပယ်ဒူအမေရိကတိုက်တွေနယ်ချဲ့ချေးကတမိုင်းဝင်ရေးကြီးသောကိစ္စတစ်ခုဖြစ်ပြီးတော့15ရာစုနောက်ပိုင်းမှာ19ရာစုအစောပိုင်းထိစတင်လှုပ်ရှားခဲ့ပါတယ်။စပယ်ဒူနယ်ချဲ့ရေလှုပ်ရှားမှုများကခရစ်တော်ဘာသာပြည့်ချင်ရေးဒါဘအေးမြင့်များရယူရေးနဲ့အာနာတိုးချဲ့ရေးစတဲ့မြန်မာချင်းများကြောင့်စတင်ခဲ့ပါတယ်။ တည်ဆတ်တည်ချေကိုလာဘတ်ဤအမေရိကတိုက်စားပွဲမှုကိုစပေးဘီယေဖွားတွေဖာဒီနန်နဲ့အစ္စာဘယ်လာရဲ့ပတ်ပူထောက်ပံ့မှုဖြင့်ခရစ္စတိုဖာကိုလံပေ့သည်အမေရိကတိုက်ကိုရောက်ရှိခဲ့ပြီးသူကစပေးတို့၏နယ်ချဲ့၏လှုပ်ရှားမှုများ၏အစဖြစ်ပါလေ။နယ်ချဲ့၏စနစ်စနိုးရူယာကို သုံးနိုင်သူများကဒေတာခန်အော့စတင် မေယာနှင့်အေကာလူမျိုးတို့ကိုအလုခံပြီးခရစ်တွန်ဘာသာဝေးဖြစ်ပြောင်းလဲရန်ကြိုးပမ်းခဲ့ပါသည်။ ကိုကီစတေတော့စ်များကိုဟာနာကိုတက်စ်နဲ့ဖရာစီစကိုပီဇာရူတိုကနေပြီးအာစတေးနဲ့အင်ကာအင်ပါယာများကိုချက်ဆင်းစေခဲ့ပါလေ69ရာစုစောပိုင်းတွင်လိုက်လုံးလွတ်လပ်ရေးကြစပိတို့ရဲ့လျှောက်ခံနေမိများကိုဆွတ်ဆုပ်ခဲ့ပါတယ်။စီမိုဘိုလီဗာနဲ့ဂျိုးစီဒေဆန်မာတီတို့ရဲ့ဥဆောင်မှုနဲ့အမေရိကတပ်ရင်းများစွာသောနိုင်ငံများကလွတ်လပ်ရေးရခဲ့ပါတယ်။ စပယ်ဒူရီနယ်ချက်ချေးကဒေသခံလူမျိုးများရဲ့လူမှုရေးရေးကြီးမှုနဲ့ဘာသာရေးကိုများစွာသိရောက်ခံရပြီးယနေ့အချိန်ထိအမေရိကတပ်ရဲ့အခြေခံရေးကြီးမှုတိရှိမှုတွေထိရှားသောတည်ရောက်မှုရှိနေဆဲဖြစ်ပါတယ် စပိန်နဲ့အမေရိကတိုက်ပွဲနေခဲ့ခြင်း Spanish expansion in the America ဟာ19ရာစုနောက်ပိုင်းမှ19ရာစုစောပိုင်းထိစပိန်ဘူမာကြီးရဲ့တောင်အမေရိကနဲ့မြောက်အမေရိကအတွင်းလောက်ကင်ခဲ့တဲ့အကင်တွေရများ၊နယ်မြေများဖမ်းယူခြင်းနဲ့ရင်းနှီးမြှုပ်နှံခြင်းတို့ကိုခေါ်ပါရင်စပိန်တို့ရဲ့နေခဲ့ခြင်းဟာ1492ခုနှစ်မှစတင်ပြီးတော့အမေရိကတိုက်တဝက်မှထင်ရှားခဲ့တဲ့အရေးကြီးတဲ့ပူပေါင်းမှုတွေနဲ့ရွှေရွှေရလန်းကြောင်းများအနက်ထင်ရှားခဲ့ပါရဲ့ စပိန်တို့ရဲ့နေချေခြင်းအကြောင်းသမိုင်းအစ1492ခုနှစ်မှာခရစ္စတိုဖာကိုလံဘတ်ရဲ့ခရီးစဉ်အရပထမဦးဆုံးအမေရိကတိုက်ကိုရရှိခဲ့ပြီးစပိန်တို့အနေဖြင့် အသစ်တွေရှိခဲ့တဲ့အမြေတွေကိုပိုင်ဆိုင်နိုင်သောမြေများအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ဒီလိုနဲ့စပိန်ကအမေရိကတိုက်မှာလောက်ကန်ရန်များစွာသောပဟိုမူဝါဒများအားစတင်ခဲ့ပါတယ်။ ကိုလိုနီယယ်နေထိုင်ခြင်းစပိန်တို့ဟာပရမာဆုံးမက်စကိုနဲ့ကာရီဘီယန်ဒေသအနောက်မြောက်ဘက်ကပုံစံတွေကိုရယူခဲ့ပြီးတော့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများရင်းနှီးမြှုပ်နှံမှုများနဲ့မြေယာယူခြင်းများစွာကိုလုပ်ခဲ့ကြပါ၏။အဲ့အားက15ရာစုနောက်ပိုင်းနဲ့16ရာစုအစောပိုင်းမှာစတင်ခဲ့ပြီးပုံမိုကျပြန့်ခဲ့ပါ၏။ အင်အားကြီးမှု စပိန်တို့ဟာဘာစီလန်ဖရန်နဲ့ဖက်စပီစာကဲ့သို့သောဂုဏ်သိက္ခာရှိကဲ့ရဲ့ဥဆောင်မှုတွေနဲ့အဆင်ပြေပုံစံများကြောင့်မြောက်အမေရိကနဲ့တောင်အမေရိကအတွင်းစပိန်တို့ရဲ့တည်ရောက်မှုနဲ့ဂုဏ်သိက္ခာဟာအလွန်ထင်ရှားခဲ့ပါတယ် နေမီများ စပိန်တို့ဟာပရမတန်အနေနဲ့တောင်အမေရိကမက်စကိုပီရူချီလီအာဂျင်တီးနားကိုလံဘီယာတွေကိုပိုင်ဆိုင်ခဲ့ပြီးအမြောက်အမေရိကမှာလည်းလော်ရီဒါနယူးမက်စကိုကယ်လီဖိုးနီးယားတို့ကိုအစီအမံခဲ့ပါတယ်။ဒါ့အပြင်အမေရိကတိုက်ရဲ့အခြားပိုင်းမှာလည်းစပိန်တို့အင်အားနဲ့ယင်းနည်းမြုံနယ်မှုတွေကိုဆောင်ရွက်ခဲ့ပါတယ်။နေချက်ချင်းအရက်လက်များစပိန်တို့ရဲ့နေချက်ချင်းဟာအမေရိကတိုက်မှာရွှေဝါးစားရွှေပြောင်း တွားရလူသားများအဓိကအဖြစ်အင်ကာနက်မော်ရီယိုတို့ပါဝင်ရဲ့အများပြချုပ်ပြုမှုများကိုဖြစ်စေခဲ့ပါတယ်။သို့တော်လည်းပဲသက်ရောက်မှုများမှာမိသုခကြီးတဲ့သဘဝနဲ့လူသားတွေရဲ့နေစဉ်ဘဝမှာလေးနက်တဲ့ပြောင်းရွှေ့မှုများလွန်စွာဖန်ဆီးခြင်းနဲ့မြို့ပြများဖြစ်စီခြင်းတို့လည်းပါဝင်ခဲ့ပါတယ်။နောက်ဆက်တွဲစပိတ်တို့ရဲ့အမေရိကတိုင်းမှာအနေကျင်းဟာ19ရက်စုစောပိုက်တီဆက်လက်ခဲ့ပြီး 1810-1825ခုနှစ်အတွင်းအလားတူတဲ့မျိုးသားရေးအရေးပြင်းရမှုများနဲ့လွတ်လပ်ရေးဖြင့်မြန်မာစပိန်တို့ရဲ့အဓိကဆိုးရပိုင်ရှင်အားအမေရိကတိုက်မှပယ်ပြတ်ခဲ့ပါတယ်။အချင်းချုံစပိန်တို့ရဲ့အမေရိကတိုက်တွင်နှဲ့ချက်ချင်းဟာ15ရာစုမှ19ရာစုစောပိုက်တိကမ္ဘာသမိုင်းတွင်ထိရှားတဲ့နှဲ့ချက်ချင်းလုပ်ငန်းဖြစ်ပြီးအများပြားအသည့်သောနယ်မြေများကိုရယူပြီးတရားမျှတမှု သဘောပတ်ဝန်းကျင်နဲ့လူမှုရေးအတွက်အလွန်ရှုပ်ထွေတဲ့အကျိုးသက်ရောက်မှုများကိုဖြစ်ပေါ်စေခဲ့ပါတယ်။စပိတို့ရဲ့အမေရိကတိုက်တွင်းနှချက်မှုများနဲ့ဆင်းရဲတဲ့ရေမှမှုများကဒေတာဟန်တရေးတာလူမျိုးများပေါ်လူသားမဆန်တဲ့အပြုမှုများရည်ကြီးမှုဖြစ်စေမှုများနဲ့တဘာဝပတ်ဝန်းကျင်ဖြစ်စေမှုများဖြစ်ပါတယ်။အဲ့ရရင်းနဲ့ပတ်သက်ပြီးအပအတိုင်းတိုးတက်နေကြပါတယ်။နံပါတ်၁တရေးတာလူမျိုးများကိုဖြစ်စေခြင်း ဒီတိုက်ခိုက်လူမျိုးများကို space square တွေပေါ်ပေါ်စီခဲ့တော့ကြောင့်လူဦးရေချဆင်းမှုများလူငယ်များကိုမုန်တိမှုအခြေများပြီးတွေ့ပြီးဥရောပမှာဝေရတော်ယောဂများကြောင့်အမေရိကတိုက်စီတိုက်ရိုက်တဲ့လူမျိုးများဤလူဦးရေဆက်ဆက်ရခိုင်တို့တမဟုတ်90ရခိုင်တို့ဆိုချခဲ့ပါတယ်ယောဂများဖြစ်တဲ့ small farm miso influenza စသည့်ယောဂများစစ်ကွဲဖြစ်အဇက်တက်နဲ့ ekaibaru ဤ ြုစုပြုထောက်ရေးနယ်မြေများကိုပြည့်စည်ခဲ့ပါတယ်။နံပါတ်2အထမလုတ်တာအဖြစ်အသုံးချမှုစပိတုတီအင်ခုမီအန်ဒါစစ်တာခုခေါ်သောစနစ်ကို အသုံးပြု၍ဒေသခံတိုင်းဒေသများကိုအခွင့်အရေးကိမဲ့အလုတ်တာအဖြစ်အသုံးချခဲ့ပါတယ်။ဒေသခံတိုင်းဒေသများကိုတတူတွေများတွင် အလုံအမေအလုံလုံစီမှုကြောင့်ဒီဆုံးမှုများနဲ့ပြပဆင်းရမှုများဖြစ်ပေါ်ခဲ့ပါတယ်။နံပါတ် ယဉ်ကျေးမှုဖြစ်စီမှုစပိန်တို့ကဒေတာခန့်တိုင်းဒါယဉ်ကျေးမှုများနဲ့ကူးကွယ်ရာဘာသာရေးများကိုဖြစ်စီခဲ့ပါတယ်အဇတ်တန်နေအကာရူဤဖျားပွဲများနှင့်စစ်စစ်မပြတ်ရူရဘာတာရေးဖွဲ့စည်းများကိုဖြစ်စီတာကြောင့်ဒေသခံလူမျိုးများရဲ့ရည်ကြီးမှုအမွေနှင့်များကိုပြစ်စီစီခဲ့ပါတယ်။ရူရအခမ်းအနားများနှင့်ဖျားเจ้าများကိုဖြစ်စီပြီးကစ်တရစ်ခရယာဘာတာရေးကိုပြတ်ပွားစီခဲ့ပါတယ်။စစ်အေအဖြစ်ဖိနှိပ်မှု စပိန်တို့ကအနေချက်မှုများပြုလုပ်ရာစစ်တပ်ကိုအင်အားကျွတ်ထောက်ခဲ့ပါတယ်။တပ်မမျိုးစွာတော့တရီတပ်များအာမတရားတပ်ဖြတ်ခဲ့ပြီးနေထက်စစ်ကွက်အတွင်းမှာဥရောပစစ်တပ်များကဒက်လင်းနစ်များကိုအုံပြုပြီးလူထုထိတ်ထုတ်မှုလှုပ်ဆောင်ခဲ့ပါတယ်။စပိန်တို့ကိုလာကာဆယ်လို့ခေါ်တဲ့တမန်ကျမ်းစာဝေဘော်တိုလိုမီဒက်စ်လာကာဆယ်တို့ကထူကာလာအတွင်းစပိန်တို့ဤတရီတပ်ပြစ်ခတ်မှုကို ပြောဆိုဝေဖန်ခဲ့ပါတယ်။၎င်းတို့ကစပိန်တို့၏နေထိုင်မှုများသည့်လူသားဆန်မှုမဟုတ်ကြောင်းတည်ပြခဲ့ပြီး Distress of the India ဆိုသည့်စာအုပ်တွင်မှတ်တမ်းတင်ခဲ့ပါတယ်။စပိန်တို့ရဲ့ရုံမှမှုများကယနေ့အချိန်တွင်လည်းစပိန်နေထိုင်ခြင်းရဲ့ရေခတ်မှုများကိုတမိုင်းမှန်တမ်းမဖြောင်းနိုင်သလိုတင်ကန်းစာတစ်ခုအဖြစ်တည်ဆဲနေစေဖြစ်ပါတယ်။ ကျွန်တော်ရဲ့ project video လေးကတော့ဒီလောက်ပါပဲအဆုံးထိပြည့်စုံပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်